နော်စိန်အကြောင်းပါကျမတို့အကျန်းအကျန်းကြီးအားဖြင့် အကျန်းကြီးအပြင်ကျွန်တော်တို့စင်ရင်ကြောင်းမှာဆိုရင်ခုနကပြောသလိုမျိုးကျွန်တော်တို့က GIA ရှိမယ်ဝက်တောက်ရှိမယ်နော် GIA ရမဟုတ်ဘူးကန့်နဲ့ကတ်မပါတာနဲ့ဒီလိုမျိုးလေးဆိုလိုတာပေါ့နော်ကန့်နဲ့ဆိုတာကကြတော့ကျွန်တော်တို့ GIA ကတ်ရှိမယ် HRD ကတ်ရှိမယ်ကန့်နဲ့အနီရွှေကတ်လေးတစ်ကတ်ပေးပါအောင်ကန့်နဲ့ဒီကတ်ကကြတော့ဘာလဲဆိုတဲ့ခါကြတော့ကျွန်တော်တို့ကစင်တပွင့်မှာသူ့ရဲ့ color gradient ကဘလောက်ပါသူက clarity ကတော့ဘလောက်ဖြစ်ပါတယ်သူကတော့အဲသူ့ရဲ့ polishing ကတော့သူကဘာပါသူ ်းရဲ့သွေးခွက်ကတော့ဘာပါဒီထဲမှာတော့ဘလို့အနာလေးတွေပါပါတယ်စသဖြင့်သူကဘာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ data information ကျမတို့မှတ်ပုံတင်လို့ပေါ့ almond then เนาะစနစ်မြင်းဆောင် bla 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 အဖအမီဦးမြတ်မင်းနိုင်မြဘဲထင်ရှားတဲ့အမတ်အသားဥမာနှာခေါင်းမှာမဲ့ရှိအဲစသဖြင့်ဒီလိုမျိုးလေးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးမျိုးလေးသူကမှတ်တမ်းတင်ထားတာမျိုးဒါကကက်နဲ့စိန်ဖြစ်တယ် ပြီးတော့ without စိန်ကတော့ဒီလိုမျိုးကတ်နဲ့မှတ်တမ်းတင်ထားတာမဟုတ်တဲ့စိန်ကို without စိန်လို့ခေါ်တယ်။အဲ့တော့တချို့ customer ကဘာဖြစ်တယ်လဲဆိုတော့ကတ်နဲ့စိန်ကမှစိန်အစစ် GIA ကမှစိန်အစစ် GIA မဟုတ်ဘူးဆိုရင်စိန်အတူဆိုရဲပြဿနာလေးခုနကတော့ဒါဝယ်သူတယောက်ကဒီလိုမျိုးလေးပြောတယ်။သူဝယ်ဟိုခုနကဧည့်သည်တယောက်ဆိုလို့ရှိရင်ဒါဒီလိုစိန်အသေးစားလေးတွေကိုဝယ်တယ်။အဲ့ဒါ GIA ပါတယ်ထင်လို့ဝယ်တာတဲ့စိန်အစစ်မှတ်လို့မလို့ဝယ်တာတဲ့ GIA မပါဘူးဆိုသူစိန်အတူဆိုရင်သူမဝယ်ဘူးပေါ့ဆိုတော့ GIA မှစိန်အစစ် GIA မပါတဲ့ without စိန်ဟာစိန်အတူလို့ဒီလိုမျိုးမဟုတ် တ်ပါဘူးเนาะခုနကကျမတို့ license car နဲ့ without car နဲ့အဲ့တော့ license car ဒီ model ဒီ grade ဒီအရာ အဲဒီ condition without ကဒီ model ဒီ color ဒီ grade ဒီ condition ဒီ mind အတူတူပဲကားနှစ်စင်းကိုရှိရဆိုလို့ရှိရင် without ကနဲ့ license ကနဲ့ဘင်ဟာဈေးပို့လေကျွန်တော်တို့ license ကဈေးပို့တယ်ဘာကြောင့် license ကဈေးပို့တာလဲဆိုရင်အစိုးရမှာအခွန်ဆောင်ထားတယ်အစိုးရမှာအစစ်ဆေးခံထားတယ်အဲကျွန်တော်တို့တရားဝင်မှတ်ပုံတင်ထားတယ်တရားဝင်သူ့ရဲ့ကိုပိုင်နံပါတ်ရှိတယ်ဒါတွေရှိတဲ့အတွက်ကြောင့်မလို့သူကတံပိုးမြင့်တယ်ကျွန်တော်တို့ကားချင်းအတူတူအရေးပုံစံချင်းအတူတူ grade ချင်း ်အတူတူ model ချင်း အတူတူ without ကားကဈေးနှိမ့်နေဘာဖြစ်လို့ဈေးနှိမ့်တာလဲဆိုတော့အစိုးရမှာအခွန်မဆောင်ထားဘူးမှတ်တမ်းမတင်ထားဘူးကိုပိုင်နံပါတ်မရှိဘူးเนาะဆိုတော့ဒါနေကြောင့်မလို့သူကဈေးနှိမ့်နေကျွန်တော်တို့စိန်မှာလဲဒီလိုပဲ GIA နဲ့ without ဆိုတာဒီ GIA မဟုတ်ဘူးကတ်နဲ့ ကတ်မပါတာနဲ့ဒီလိုမျိုးလေးပြောတယ် GIA တခုတည်းရှိတာမဟုတ်ဘူး HRD ဆိုတာရှိသေးတယ်ကတ်ကနော်ဆိုတော့ GIA ကတော့ဒါဒီစစ်ဆေးချက်ထုတ်ပေးတဲ့လက်မှတ်တီထဲမှာအမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့ GIA GIA လို့ပဲအများစုကဒါကိုဥတည်ပြီးတော့မှခေါ်တာပေါ့ GIA ရထုတ်ပေးတာရှိတယ် GIA ရဲ့အရှိကောက်က Gemological Institute of America အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့မှ ထုတ်ပေးတဲ့စစ်ဆေးထားတဲ့အတိအမှတ်ပြုထားတဲ့စိန်တွေအဲ့တော့စိန်တစ်ပွင့်ကိုကျွန်မအခုစစ်ဆေးခြင်းနေဆိုကျွန်မတို့သွားပြီးပို့ပြီးစစ်ဆေးလို့ရတယ် စိန်ကိုပဲဒီ GIA တို့ကတ်တရားရှိတာလားဆိုလို့ရှိရင်မဟုတ်ဘူးကျမတို့ဂျန်နဲ့ကြောင်းမြေရတနာတွေကိုလည်းစစ်လို့ရပါတယ်မိုဇာနိုက်ကိုလည်းစစ်လို့ရတယ်အခုမိုဇာနိုက်တွေမှာလည်း GIA မိုဇာနိုက်တွေရှိတယ်เนาะအဲ့တော့ခုနလို GIA ဖြစ်တိုင်းအစ်စ်လားဆိုတဲ့ဟာကိုကျမရှင်းကျင်တာပါမိုဇာနိုက်လည်း GIA with GIA ရှိတယ်မိုဇာနိုက်လည်းเนาะမိုဇာနိုက်မှာလည်း GIA ထုတ်ပေးတယ်ပြန်ကန်ဆယ်ပြီးပြန်ကန်ဆယ်ပြီးเนาะဆိုတော့ နော်ထုတ်ပေးခဲ့တယ်ဒါရှိခဲ့ပြီရှိခဲ့တယ်ဆိုတာကိုပြောပြတာနော်အခုတော့ပြန် cancel ပြီတဲ့ GIA လည်း GIA ထုတ်ပေးတယ် Mozanite ကိုလည်း သူကလေ lab ground တွေကိုလည်းသူက GIA ကစစ်ပေးတယ်ဒါ lab ground ဖြစ်တယ်ဒါဘလို့ဖြစ်တယ်ဆိုပြီးတော့မှဒီလိုမျိုးလေးကျွန်တော်တို့အရင်တုန်းကဒီလိုစစ်တယ်ဒါကတော့အခု update မှာတော့မစစ်ပေးတော့ဘူးလို့ပြောတယ်တဲ့เนาะဆိုတဲ့ခါကျတော့အဲ့တော့ရခင်တုန်းကတော့ဒါကျွန်တော်တို့တွေအရင်တုန်းကရှိခဲ့တုန်းကတော့ဒိုဟိုကျွန်တော်တို့တင်ကြားခဲ့တဲ့အချိန်တွေတုန်းကတော့ဒါ GIA မှာကျွန်တော်တို့က lab ground ကိုသွားစစ်တယ်ဆိုလေ GIA ကထွက်တယ်ကျွန်တော်တို့ဂျန်နေချောင်းမြေရတနာလည်းထွက်တယ်အဲ့တော့စိန်တစ်ခုတည်းကိုပဲ GIA ဖြစ်တာမဟုတ်ဘူးအဲ့တော့ခုနကပြောတဲ့လိုမျိုးပေါ့ GIA ဖြစ်ရင်စိန်အစစ် GIA ကတ်မှာပါလို့ရှိလို့ရှိရင် စိတ်အတုဆိုတာကိုကျွန်မရှင်းပြချင်တာမိုဇာနိုက်ကိုလည်းကျွန်မတို့ GIA ကတ်နဲ့မိုဇာနိုက်တွေအများကြီးရှိတယ်နော်ဒါလေးကိုသိထားစေချင်တာအဲ့တော့ကတ်နဲ့စိန်ကဘာဖြစ်လို့ဈေးမြင့်တယ်လဲဆိုလို့ရှိရင်ကျွန်မတို့ကသူကဒီစိန်တပွင့်မှာလေဆာနံပါတ်ထိုးထားပြီးသားအဲ့ဒီနံပါတ်နဲ့ကျွန်မတို့ဒီ GIA ကတ်မှာပါတဲ့နံပါတ်နဲ့အတူတူပဲကျွန်မတို့ဥပမာ မပုံတင်နံပါတ်လိုမျိုးပဲသူ့မှာလည်းနံပါတ်ရှိတယ်အဲ့ဒီရဲ့ information တွေကိုသိကျင်နေဆိုရင်ဒီစိန်နံပါတ်ကိုသိလိုက်တာနဲ့ GIA မှာသွားပြီးတော့မှရိုက်ပြီးတော့မှ internet မှာအဲ့ဒီစိန်နံပါတ်ကိုရိုက်ရှာလိုက်တာနဲ့ရင်ဒီစိန်နဲ့ပတ်သက်တဲ့ information တွေအကုန်လုံးကျလာတယ်ဒါ GIA ရဲ့အားသာချက်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့ဒီလိုစစ်ဆေးထားတဲ့အတိအမှတ်ပြုထားတဲ့ဒီလက်မှတ်ဒီကတော့သူကတော့အကုန်လုံးကိုသူတို့တင်းတင်းကြပ်ကြပ်နဲ့သူတို့ရဲ့စံသတ်မှတ်ချက်တွေနဲ့စစ်ဆေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့စစ်ဆေးထားတဲ့စံသတ်မှတ်ချက်တွေရဲ့ grading တွေအတိုင်းဈေးလေးတွေရှိပါတယ် ကျွန်မတို့ဝိတောက်စိန်ဆိုတာကတော့ဒီလိုမျိုးတွေစစ်ဆေးထားတာမရှိဘူးဒါပေမဲ့ဝိတောက်ပဲဖြစ်ဖြစ် GIA ပဲဖြစ်ဖြစ်ကျွန်တော်တို့က natural diamond ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒါကျန်တဲ့စစ်ဆေးချက်ကျန်တဲ့စစ်ဆေးကန်လက်တွေမှာ GIA မဟုတ်တဲ့ကျွန်တော်တို့မြန်မာပြည်မှာဆိုလဲလက်တွေအများကြီးရှိတယ်အဲ့လက်တွေမှာလဲတွားရောက်ပြီးတော့မှစစ်ဆေးလို့ရတယ် နော်ဆိုတော့အဲ့တော့ GIA နဲ့ဝက်တောက်နဲ့ဘာဖြစ်လို့ဈေးကွာလဲဆိုတာလေးကိုကျွန်မရှင်းပြတာနော်အဲ့တော့ GIA ကစိန်အစေးဝက်တောက်တရားစိန်အတုဆိုတော့ခုနကဧည့်သည်ရဲ့ပြောစကားကိုကျွန်မကပြန်လည်ပြီးတော့မှရှင်းပြခြင်းဖြစ်တယ်နော်ဆိုတော့ GIA ဆိုတာကအပွင့်တိုင်းကိုစိန်တွေကိုထုတ်ထားတာမဟုတ်ဘူးအဲ့တော့ဒီလိုကတ်မျိုးကဘယ်အရင်ကနေစပြီးတော့ထုတ်တယ်လဲဆိုကျွန်မတို့သုံးလုံးစီးကနေစပြီးတော့မှဒီလိုကတ်မျိုးလေးတွေကိုစပြီးတော့မှထုတ်တာလေးတွေရှိပါတယ်အဲ့တော့ဈေးလေးတွေလည်းကျွန်မတို့ ကတ်မထုတ်ထားတဲ့ပစ္စည်းတဲ့ဈေးလေးတွေပိုးပါတယ်နော်ဆိုတော့ဒီလိုမျိုးလေးတွေအထည်လေးတွေမှာတော့ GIA ကတ်မပါပါဘူးကျွန်တော်တို့စိုင်းတွေကရောင်းနေဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာရှိနေဓာခွဲကန်းတွေကပညာရှင်တွေစီမှာသွားပြီးတော့မှစစ်ဆေးပြီးတော့မှ natural diamond ဖြစ်ကြောင်းစိန်အစစ်ဖြစ်ကြောင်းကျွန်တော်တို့ကစစ်ချက်သက်ဆိုင်ရာ laboratory ရဲ့စစ်ချက်လက်မှတ်နဲ့တပါတယ်ကျွန်တော်တို့ကထည့်ပြီးရောင်းပါတယ်ဒါကြောင့်မလို့တေးသေးပဲဝယ်ဝယ်ကြီးကြီးပဲဝယ်ဝယ်ကျွန်တော်တို့ကစစ်ချက်ထုတ်ပေးပါတယ်တချို့ဆိုလို့ရှိရင် GIA ဖြစ်လင့်ကစားကျွန်တော်တို့ကိုမြန်မာပြည်က လက်ကနေထပ်ပြီးတော့မှစစ်ပေးပါเนาะဒီလက်ကနေပြီးတော့မှသူ့ရဲ့နံပါတ်နဲ့စိမ်းနဲ့မှန်သလားဆိုပြီးထပ်စစ်ပေးပါဆိုပြီးတော့မှ GIA ဝင်လာတော့မှကျွန်တော်တို့ကလက်မှာပြန်ပြီးတော့မှစစ်ဆေးပေးတယ်ဒါဟိုဖြစ်စဉ်မျိုးလေးတွေစစ်လဲစစ်ဆေးပေးတဲ့ဟာမျိုးလေးတွေကျမတို့ရှိပါတယ်เนาะဆိုတဲ့အခါကျတော့အဲ့တော့နားမလည်သေးတဲ့ဧည့်သည်တွေကိုအကြမ်းပြအဖြစ်ကျမနားလည်အောင်လို့ရှင်းပြတာဘာကြောင့် ကတ်ပါတဲ့စိန်နဲ့ကတ်မပါတဲ့စိန်နဲ့ဈေးကွာရလေဆိုတဲ့အကြောင်းရင်းလေးကိုလည်းရှင်းပြတာလိုင်စင်ကားနဲ့လိုင်စင်မဲ့ကားနဲ့ဈေးကွာတယ်လို့ပဲကတ်ပါတဲ့စိန်နဲ့ကတ်မပါတဲ့စိန်နဲ့ဈေးကွာခြင်းကိုကျွန်မရှင်းပြီးတော့မှရှင်းပြပေးတာဒါဆိုရင်အကြမ်းပြင်းလောက်အဖြစ်တော့နားလေသွားပြီလို့မျှော်လင့်နေနောက်ဆက်ပြီးတော့မှနောက်ထပ်အကြောင်းအရာတွေနောက်ထပ်အခြေအနေတစ်ခုမှနောက်ထပ် live တစ်ခုမှတစ်ခါထပ်ပြီးတော့မှရှင်းပြပေးမယ်အဲ့တော့ GI အရမှစိန်စေဝတ်တော့ကစိန်အတုလားဆိုတဲ့ဟာဒီမဟုတ်ဘူးဆိုတော့ကိုပြောပြတာเนาะဆိုတော့ကျွန်မတို့ natural diamond ဖြစ်ကြောင်းကကျွန်မတို့ရောင်းနေဆိုင်က နေပြီးတော့မှစစ်စေးချက်လက်မှတ်ထုတ်ပြီးလိုက်တယ်အဲ့ဒီမှာထွက်လာလိမ့်မယ် natural diamond ဘနပွင့်မှာဆိုပြီးတော့မှဒီလိုလေးထွက်လာလိမ့်မယ်အဲ့တော့မိမိကဘယ်ဆိုင်မှာပဲဝယ်ဝယ်ဘယ်သူစီမှာပဲဝယ်ဝယ်ကြောင်းမြစစ်စေးချက်လက်မှတ်ထုတ်ပြီးပါလို့ပြောပြီးတော့မှဝယ်ပါเนาะကျွန်တော်တို့ကတော့မတောင်းလင်းဧည့်သည်ကိုထုတ်ပေးပါတယ်အဲတချို့ဆိုင်တွေကကြတော့မထုတ်ပေးတဲ့ဆိုင်တွေရှိတယ်ဆိုရင်လေကြောင်းမြစစ်စေးချက်လက်မှတ်ထုတ်ပေးပါလို့ဒီလိုလေးပြောရင်ဆိုင်လေးကထုတ်ပေးပါတယ်เนาะတချို့ဆိုင်ကလည်းအဲ့လက်မှတ်ထုတ်ပေးကပတ်စံလေးကောက်တယ်ကျွန်တော်တို့ကတော့မကောက်ဘူးအလကားထုတ်ပေးလိုက်တယ်เนาะတချို့ကလည်းမကောက်ဘူးတချို့ကလည်းကောက်တယ်ကျွန်တော်တို့နဲ့ ဲ့ရောင်းတဲ့ဆိုင်လေးကောင်းကတော့ကျွန်တော်တို့က free ထုတ်ပေးပါတယ်เนาะဒီလိုမျိုးလေးရှိတယ်အဲ့တော့ GIA with the ကပ်ပါတာကပ်မပါတာကိုနားလေသဘောပေါက်ပြီလို့မျှော်လင့်ပါတယ်เนาะ